တဲအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ရှမ်းပြည်မြောက်ပိုင်းမြန်မာတရုတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိပြီးခရိုင်အစ်စ်မျိုးကြီးတစ်မျိုးဖြစ်တဲ့ကြောင်မဲမျိုးကိုစစ်တပ်ကအော်တိုဘာ၁ရက်နေ့နေ့လယ်မှာပြန်လည်ထိန်းချုပ်လိုက်တယ်လို့ဒေသခံတွေကပြောပါတယ်။မြို့နယ်၃မိုင်ကွာခုံမုံရွာကိုစက်တင်ဘာ30ရက်နေ့ကထိန်းချုပ်ပြီးတဲ့နောက်ကြောင်မဲမျိုးတစ်ခုလုံးကိုထိန်းချုပ်လိုက်တာဖြစ်ပြီးစစ်တပ်ဝါရဖြန့်မီဒီယာတွေကလည်းကြောင်မဲမျိုးကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်းဓာတ်ပုံတွေနဲ့တကွာဖော်ပြခဲ့ပါတယ်။ ကြောင်မဲမျိုးရင်းကကြံခိုင်အေယုံ yes ခန်းနဲ့ဌာနဆိုင်ရာအဆောက်အုံတွေမိလောင်သွားခဲ့တယ်လို့ဒါဟာ TNL လက်ချက်ဖြစ်ပြီးစစ်တပ်ကလည်းမျိုးရင်းကို drone နဲ့ဘုံကျဲချခဲ့တယ်လို့ကြောင်မဲမျိုးကန်တွေကဆိုပါတယ်။ဒီ NL ဘက်ကတော့ကြောင်မဲမျိုးအတွင်းစစ်တကမီးလောင်ဘုံတွေကျဲချတိုက်ခိုက်မှုကြောင့်ဌာနဆိုင်ရာရုံးတချို့မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ခဲ့ပေမဲ့မြို့ကနေစုခွာပေးလိုက်ရတယ်ဆိုတာကတော့ထုတ်ပြန်ချက်မှမဖော်ပြထားပါဘူး။ အသေးစိတ်သိရှိရဖို့အတွက် TNLAC မြန်မာနောင်းကဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်လို့မရခဲ့ပါဘူး။နောင်ချိုဘက်ကထိုးစစ်ဆင်လာတဲ့စစ်တပ်ရဲ့ချင်းမြန်တက်မတက်တက်တက်မငန်းငန်းနဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရမခလာအောက်ခံအမှတ်၁စစ်စင်ရေးကုကဲမှုဌာနချုပ်စကခတတက်ဖွဲ့ဝင်တွေဟာအခုနှစ်ဩဂလလယ်ကစတင်ပြီးကြောင်မဲမြို့နယ်ထန်းတပင်ကြီးရွာကိုစတင်တိုက်ခိုက်ကကြောင်မဲထိုးစစ်စတင်ခဲ့တာပါ။ အဲ့ဒီကစင်ထန်းတပင်နောင်ပိန်ပင်တိန်မမန်ကုန်းတာနာအိုက်ခန်းနဲ့စခန်းတာရွာတို့ကိုတင်ပိုက်ခဲ့ပြီးအောက်တိုဘာ၁ရက်နေ့မှာတော့ကြောင်မဲမြို့ကိုပြန်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ဩဂလ၁၆ရက်နေ့ကနေစက်တင်ဘာ၁ရက်နေ့ထိစစ်တပ်ရဲ့ကြောင်မဲထုတ်စစ်အတွင်းလေကြောင်းနဲ့လက်ထန်ကြီးကြောင့်ကြောင်မဲမြို့နဲ့နောင်ပိန်ရွာနဲ့အနီးနားကျေးရွာတွေကဒေသခံ၅၅ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ ကြောင်မဲထိုးစစ်တွင်ပြည်သူစစ်မှုထမ်းတပ်သားတွေကိုအင်အားအလုံးအင်အုံပြုခဲ့ပြီးလေကြောင်းနဲ့လက်နက်ကြီးပစ်ကူအများပြအုံပြုလာတာကြောင့် TNLA ဘက်ကခုခံဖို့ခက်ခဲခဲ့တယ်လို့စစ်တပ် CDN ရာရှိချိုးကပြောပါတယ်။ကြောင်မဲမြို့ရဲ့အမြောက်တပ်နဲ့အုပ်ချုပ်ရေးဌာနရုံးတွေကိုတစ်တုံညာနှစ်ခုစစ်စင်ရေးဒုတိယလိုင်းကလာ2024ခုနှစ်ဇူလိုင်လဆန်းမှာ TNLA နဲ့မဟာမိတ်တပ်ဖွဲ့တွေကတိုက်ပိုက်ခဲ့ပြီး2024ခုနှစ်ဩဂတ်6ရက်နေ့မှာတော့မြို့ကိုအပိတက်တိုက်ပိုက်ခဲ့တာပါ။ 2025ဧပြီအတွင်းတရုတ်နိုင်ငံကူးမင်းမြို့မှာ TNLA နဲ့စစ်တပ်ကိုယ်စားလှယ်တို့တွေ့ဆုံဆွေးနွေးချိန် TNLA ထိန်းချုပ်ထားတဲ့နောင်ချိုကြောင်မဲအပါဝင်၅မြို့ကိုပြန်ပေးဖို့စစ်တပ်ကတောင်းဆိုခဲ့ပြီး TNLA ဘက်ကသဘောတူညီမှုမရရှိခဲ့တာကြောင့်ဆွေးနွေးပွဲပြတ်ခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့စစ်တပ်ဟာရှမ်းမြောက်ဝင်ပေါက်ဖြစ်တဲ့နောင်ချိုမြို့ကို6လကျော်ကြာထိုးစစ်ဆင်ပြီးပြီးခဲ့တဲ့ဇူလိုင်လမှာပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ အခုနှစ်ဩဂလ29ရက်နေ့ကတရုတ်နိုင်ငံကူးမင်းမြို့တွစ်ဆုံဆွေးနွေးပွဲမှာလည်း TNLA ကကြောင်မဲတီဘောမျိုးတို့ကိုပြန်ပေးပြီးအပြစ်ရမယ်လို့ဆွေးနွေးခဲ့ပေမဲ့လည်းစစ်တပ်ကဒီမျိုးတွေကိုတိုက်ယူနိုင်တယ်လို့တုံ့ပြန်ခဲ့ပါတယ် TNL အနေနဲ့တစ်တုံညနှစ်ခုစစ်စင်ရေးအတွင်းရှမ်းပြည်မြောက်ပိုင်းကနောင်ချိုတီဘောကြောင်မဲနတ်ဆန်မိုင်းလုံမိုးမိတ်မန်တုံနံမတူကွတ်ခိုင်နန်ခမ်းမိုင်းငော့မြို့နဲ့မန္တလေးတိုင်းကမိုးကုတ်မြို့တို့ကိုတိမ့်ပိုက်ထားခဲ့ပြီးအဲ့ဒီထဲကမှနောင်ချိုနဲ့ကြောင်မဲကိုပြန်လည်လက်လွတ်လိုက်ရတာပါ ခရိုင်မျိုးဖြစ်တဲ့ကြောင်မဲမျိုးနယ်ထဲမှာတော့မိုင်းငော့မိုင်းလုံးနဲ့တီဘောမျိုးတွေပါဝင်ပါတယ်။လက်ရှိမှာတော့မိုင်းလုံးမျိုးကိုသိမ်းပိုက်နိုင်ဖို့စစ်တပ်ကမိုးကုံနောင်ချိုလမ်းကနေလဲဆက်လက်ထိုးစစ်ဆင်နေပြီး TNL ထိန်းချုပ်ထားတဲ့မိုးကုံနဲ့တီဘောမျိုးတွေကိုပြင်းပြင်းထန်ထန်ထိုးစစ်ဆင်လာနိုင်တယ်လို့နိုင်ငံရေးလေလာသူတွေကဆိုကြပါတယ်။ ကြောင်မဲမျိုးကိုပြန်လဲထိန်းချုပ်ပြီးတရက်အကြာအော်တိုဘာ၂ရက်နေ့မနက်မှာတော့ TNL ထိန်းချုပ်ထားတဲ့နံပါတ်2မြို့နဲ့မန်တုံမြို့တွေကိုစစ်တပ်ကလေကြောင်းကနေအပြင်းထန်ဘုံကျဲခဲ့ပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်နံပါတ်2မြို့ရက်ွက်၈ပုပ်ပယုံကျောင်းကြီးကစစ်ဆောင်ပြည်သူ၄ဦးတေဆုံးပြီးခလေးအပါဝင်9ဦးအပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။